ဆီယမ်မောင်မီးအိမ်ဘာသာပြန်ထားတဲ့ဆော့ခရစ်တီနဲ့နနတ်စာတောင်းဆောင်ခြင်းအီဆောင်အုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဇာနဲ့တကွာသက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်။အပိုင်းကိုအခန်းစနစ်ဆောင်းအုပ်တော့ကိုဖတ်ရှုခြင်းဆာရှုသူများခင်ဗျာအီဆာကျောင်းရဲ့အဆုံးရောက်သွားရင်တင်ဒီဤခန်းဤပထမဦးဆုံးသောဆာကျောင်းကိုဖတ်ရှုပြီးသားဖြစ်သွားမည်ဟုဆိုနိုင်တော်လဲတင်ဒီ လူလိမ္မာတူတော်ဖြစ်သွားမည်မဟုတ်ပါယခုဒုတိယစာကြောင်းဒီလဲဤကြောင်းရာကိုပင်ထပ်၍ဆွေးနွေးထားခြင်းသာဖြစ်၍တင့်အတွက်အလွန်မင်းထူးခြားသွားစေမည်မဟုတ်ပါတတိယစာကြောင်းအနေနဲ့လည်းဤဒီမှာပထမနှင့်ဒုတိယစာကြောင်းတို့၏နောက်မှလိုက်လာခြင်းသာဖြစ်ပြီးထို့ထို့ဤကြောင်းရာများကိုပြန်ပြောပြနေခြင်းလည်းမဟုတ်ပါထက်ပါစာပိုက်ကိုပြန်ကြည့်မယ်ဆိုရင်တရာစီမြင့်ရမှန်ကန်တယ်လို့ဆိုနိုင်ပေမဲ့လည်းတကယ်ကိုအိဗယ်မရှိစာကြောင်းတွေလို့ပြောရမလို့ဖြစ်နေပါတယ် စာပေတရားရဲ့ဥပမာတစ်ခုအနေနဲ့အသုံးပြုရေးသားမှုကောင်းမွန်ပေးမယ်လေဒါဟာဘာသာစကားကိုအလွယ်သုံးစားပြုမှုမှုတစ်ခုပါပဲဒီကဲလို့အထက်ကစာပိုက်မျိုးတွေဟာဇာအုပ်တော်လုံးမှာပြည့်နေမယ်ဆိုရင်အဲ့ဒီဇာအုပ်ဟာစာဘတ်သူတွေအတွက်အမှန်တကယ်တန်ဖိုးရှိတဲ့ဇာအုပ်လို့ပြောနိုင်ပါမလားအလိမ္မာစာမရှိဆိုတဲ့စကားဟာအထက်ကစာအုပ်မျိုးကိုတော့ဆိုလိုတာမဟုတ်တော့ပါဘူးလို့ထင်မြင်မိပါတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီလိုမျိုးရေးသားထားတဲ့ဇာအုပ်ဟာ စာဖတ်သူကိုဘလို့ဘုဟုတုတအတိအလိမ်မှာပေးနိုင်မလဲဆိုတာကတကယ်ကိုတန်တရားရှိစရာပါပဲဒီတော့စာဥစာပေတိုင်းဟာလူမိတ်ဆွေလူသားတွေအတွက်အကျိုးရှိတဲ့အရာတွေပါလို့ပြောဖို့ကခက်မယ်လို့ယူဆမိပါတယ်စာရွက်ပေါ်မှာကြောင်တကောင်လို့ရေးထားတဲ့စကားလုံးကိုဖတ်ကြည့်ရင်တင်းရဲ့စိတ်ထဲမှာအမွေးစုံပါနဲ့အိမ်ဝဲတရိစံတကောင်ရဲ့ပုံကိုမြင်ရမိပါမှန်ပါပဲဘာဖြစ်လို့လဲဆိုတော့စကားလုံးတွေမှာအတိတ်တွေညွှန်းချက်တွေရှိနေလို့ပါပဲ ဒါမှမဟုတ်အဲ့ဒီဇာတ်ကလေးမှာဘာအတန်ပလန်းမှမပါပေမဲ့လေတင်းဟာညောင်းညောင်းဆိုတဲ့အတန်ကို ကြားရောင် နေမိခြင်းနေမိပါလိမ့်မယ်တရာစုနှစ်ရဲ့ဘာသာရေးနဲ့တွဲခေါ်ပညာရှင် AD 354နဲ့430ကျားမှာရှင်သန်နေထိုင်ခဲ့တဲ့ Saint Augustine ရဲ့အဆိုအရဇာတ်ကလေးတိုင်းဟာအိဗယ်ရှိတယ်တဲ့ဇာတ်ကလေးဆိုတာတနည်းအားဖြင့်ရည်ညွှန်းချက်ရှိတယ်လို့ဆိုပါတယ်ဇာအုပ်တော့ဆိုတာကလည်းတကယ်တမ်းပြောရမယ်ဆိုရင်ဇာတ်ကလေးတွေစုစည်းထားတာပဲမဟုတ်ပါလားဒါဆို ဇံလုံးနေစုထားတဲ့စာအုပ်ဆိုတာရည်ညွှန်းချက်တွေဒိဗယ်တွေရှိနေရမှာပေါ့မဟုတ်ဘူးလားဒါပေမဲ့လည်းစာအုပ်တိုင်းဟာအဲ့ဒီလိုမျိုးဖြစ်ရလားဆိုတာစဉ်းစားကြည့်ဖို့ကောင်းနေပါတယ်တခါတရားရုံးတွေမှာကျွန်တော်တို့တွေဟာတရားသူကြီးတွေရှိနေတွေရဲ့မေးမြန်းတာတွေကိုမဖြေကြားခင်ကြံ့ခိုင်ပြီးတိမ်ဆိုနေကြရပါတယ်ကျွန်ုပ်ဒီမန်တရားကိုသာထွက်ဆိုပါမည်မန်တရားမှလွဲ၍အခြားမိသည့်အရာကိုမှမထွက်ဆိုပါလို့ကြံ့ချိန်နေကြပေမဲ့လည်းတင်း ထွက်ဆိုမဲ့အမှန်တရားဆိုတာစကလုံးတွေပဲမဟုတ်ဘူးလားကွဲပြားခြားနားနေတဲ့လောကကြီးတစ်ခုလုံးကိုအဋ္ဌပံမျိုးမျိုးနဲ့ဖွင့်ဆိုထားတဲ့စကလုံးတွေနဲ့သင်ကမှန်တရားကိုဘယ်လိုပြန်ပြောနေမှာလဲဒါဆိုရင်သင်ရဲ့ပြောဆိုချက်စကလုံးတွေကတကယ့်လောကကြီးမှာဖြစ်ပျက်နေတာတွေကိုအမှန်တကယ်ပဲတိတိကျကျမှန်မှန်ကန်ကန်ကိုစားပြုနိုင်မယ်ဆိုတာသိကြပါမလားအကြောင်းအရာတစ်ခုကိုပဲဇာကလုံးပုံစံမျိုးမျိုးနဲ့ဖွင့်ဆိုနိုင်တယ်လို့ဇာကလုံးတစ်လုံးဟာလည်းဆိုလိုရင်းအတိတ်ပဲတမျိုးမကြ ရှိနေနိုင်တဲ့ဒီလောကကြီးမှာတင့်ရထွက်ဆိုချက် ပြောကြချက်အတင်းတိစကလုံးတွေကအမှန်တရားကိုမမှန်ကန်ကန်ဖွင့်ဆိုရှင်းပြနေတာဖြစ်ပါတယ်လို့ဘယ်သူကအောက်မှခံနိုင်ပါလဲတကယ်တော့တင်ဖွင့်ဆိုနေတာတွေဟာတင့်ရပုံလိကကိုပိုင်ယူဆချက်တွေပဲမဟုတ်ပါလားတင်ပြောဆိုနေတာတွေအားလုံးဟာလည်းတင့်စိတ်တဲကတင်ယူဆထားတဲ့အတိုင်းလူများကတင်ကြီးတင်ကျွတ်ထဲလက်ခံယုံကြည်နေကြလိမ့်မယ်လို့တင်ဘယ်လိုပြောနိုင်ပါလဲတည်တည်ကြကြပြောမယ်ဆိုရင်တင်ရေးသားပြောဆိုနေတာတွေဟာ သင်နားလည်းတက်ကြွထားတဲ့စကလုံးတွေနဲ့သင်ကအမှန်တရားပါလို့ယုံကြည်ထားတဲ့เจ้าရာတွေကိုဖွင့်ဆိုနေတာသာဖြစ်ပါတယ်။တကယ်ပဂရိအမှန်တရားတွေမဟုတ်ပါဘူး။မှန်တရားလို့သင်ထင်မြင်ယူဆထားတဲ့အရာတွေကိုသင်နားလည်တယ်လို့တက်သိတယ်လို့စကလုံးတွေအသုံးပြုပြီးပြန်လဲပြောပြနေခြင်းသာဖြစ်ပါတယ်။စကလုံးတွေနဲ့လက်တွေ့ဘဝဆက်ဆံနေမှုကလည်းနည်းနည်းထူးခြားနေပါတယ်။တနည်းပြောရရင်စကလုံးတွေနဲ့ဖွဲ့စည်းထားတဲ့စာအုပ်တွေနဲ့လက်တွေ့ဘဝဘယ်လောက်ဆက်ဆံနေပါသလဲ။ အဲ့ဒီစာအုပ်တွေနဲ့လက်တွေ့ဘဝဆက်ဆက်မှုမရှိရင်လုံးဝကွဲပြားခြားနားနေရင်အဲ့ဒီစာအုပ်စာပေတွေကိုဝိတ္ထုတွေပုံပြင်တွေစိတ်ကူးရင်စာပေတွေလို့သတ်မှတ်ပြောဆိုကြပါတယ်တခါစာအုပ်တွေဟာအကြောင်းအရာတွေဟာစကားလုံးတွေဟာလက်တွေ့ဘဝတွေကဖြစ်ပျက်တွေကို ဖွင့်ဆို ရှင်းလင်းရေးသားထားတာဆိုရင်တော့အဲ့ဒါကိုထုတ်ပတ်တီစာပေ ဖြစ်ရမှန်စာပေသတင်းစာပေဆိုပြီးပြောကြပြန်ပါတယ်အဲ့ဒီလိုခွဲခြားထားတဲ့စာပေတွေကိုပြန်ကြည့်ရင်တော့ ဘဲစားဘေးကစားဖက်သူပေါ်ပို့ပြီးဩဇာရှိန်ဟွာရှိတယ်လို့ပြောလိုက်ရင်ဖီကတော်တော်ခက်ပါတယ်။ဥပမာစိတ်ကူးရင်စားဘေးလို့သတ်မှတ်ထားတဲ့ကမ္ဘာကျော် Harry Potter မော်ဇက်လန်တွေဆိုရင်ထုတ်ပတ်တိစားဘေးလို့သတ်မှတ်လို့ရတယ်။ရုရှားစာရေးဆရာကြီး Tolstoy ရဲ့ဘဝကိုဖွင့်ဆိုရေးသားထားတဲ့စာအုပ်ထက်ပိုပြီးလူအရေအတွက်အများကြီးပေါ် glamour မှုရှိနေတာကိုတွေ့ရပါတယ်။တခါအဲ့ဒီစိတ်ကူးရင်စာပေးလို့တတ်မှတ်ထားကြတဲ့စာအုပ်တွေကိုခဏဖယ်ထားလိုက်ပါဦး။ အထုပ်ပတ်တိစာပေဖြစ်ရမယ်စာပေလို့သတ်မှတ်ထားတဲ့စာအုပ်တွေတဲကစက္ကလုံတွေဟာလည်းပန်ကန်ပြီးပြီးပြည့်စုံတယ်လို့ဆိုနိုင်ပါလားမာယင်းတွေလိဟာမှုတွေမရှိဘူးလို့ဘယ်သူဆိုနိုင်မလဲအတိအကျပြောမယ်ဆိုရင်အဲ့ဒီစာပေတွေဟာအဲ့ဒီစာအုပ်ထဲကပေါ်ပြထားတဲ့သူလူပုဂ္ဂိုလ်တွေစာရေးသူတွေရဲ့မှန်တယ်လို့ထင်မြင်ယူဆတာတဲ့အကြောင်းအရာတွေကိုရေးသားထားခြင်းသာဖြစ်ပါတယ်နောက်တစ်မျိုးကတော့အဲ့ဒီစာပေတစ်မျိုးကနေလွတ်ထွက်နေတဲ့စာအုပ်မျိုးစာဖြစ်ပါတယ်အဲ့ဒါကတော့အန်အောဖွဲရာ လက်တွေ့အကြောင်းအရာတွေပဲဖြစ်ပါတယ်။အဲ့ဒီအမျိုးအစားကတော့စိတ်ကူးရင်နဲ့အထုပ်ဖတ်တိနှမျိုးကနေကင်းလွန်နေတဲ့အကြောင်းအရာတွေကိုရေးသားထားတာဖြစ်ပါတယ်။ဥပမာဂင်းနဲ့ရဲ့ကမ္ဘာစံချိန်မှတ်တမ်းစာအုပ်ဖြစ်တဲ့ Guinness Book of World Records ကိုသင်ဖတ်ရှုကြည့်မယ်ဆိုရင်သင်နေစဉ်ပုံမှန်ဘဝကဖြစ်ပျက်တွေနဲ့ကင်းကွာပြီးသင်မယုံကြည်နိုင်ပွဲရာဒူးဆန်းလို့နဲ့ကမ္ဘာကြီးတစ်ခုစီကို ရောက်သွားတယ်လို့သင်ခန့်စားရလိမ့်မယ်။ဒီဘက်မှာပေါ်ပြထားတဲ့အလွန်လွန်ထူးခြားဆန်းပြတဲ့ဖြစ်ပျက်တွေဟာ ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်လက်တွေ့ဘဝမှာမှန်တကယ်တရှိနေကြတယ်ဆိုတာကိုသင်ကိုအတင်းအကျပ်လက်ခံခိုင်းတယ်လို့ခံစားရပါလိမ့်မယ်။တကယ်ပြောရမယ်ဆိုရင်ဒါတွေအားလုံးဟာလက်တွေ့ဘဝတွေကစိတ်ကူးရင်ဆန်ဆန်ဖြစ်ပျက်တွေကိုမှတ်တမ်းတင်ထားတာသာဖြစ်ပါတယ်။တတိယမျိုးစားလို့ပြောပေမဲ့လည်းပထမမျိုးစားနှစ်မျိုးစလုံးပုံဝင်ပတ်သက်နေတဲ့မျိုးစားလို့ပြောရင်လည်းမမပါဘူး။နောက်ဥပမာတစ်ခုကတော့စိတ်ကူးရင်ဝိတ္ထုတွေကိုပြန်ကြည့်လိုက်တဲ့အခါအဲ့ဒီစာအုပ်တွေဟာကျွန်တော်တို့ရဲ့နေ့စဉ်ဘဝတွေကနေဘယ်လောက်ကင်းကွာနေပါစေ တခါတလေအဲ့ဒီစာအုပ်တွေတဲကတင်ဖက်နေရတဲ့အကြောင်းအရာတွေဟာတင့်အိမ်ပြတင်းပေါက်ပြင်ပတ်မှာမန်နီကယ်ဖြစ်ပြက်နေပါတယ်လို့ထင်ရလောက်အောင်တင်းယုံကြည်ယူဆလာတဲ့အထိထင်မြင်လာတတ်ပါတယ်ဥပမာ Alex in Wonderland သူစံသောကဘာနဲ့ Alex ဆိုတဲ့ကဘာကျော်စိတ်ကူးရင်ပုံမြင်စာအုပ်ကလေးကိုပြန်ကြည့်လိုက်ပါအဲ့ဒီဇာတ်လမ်းလေးကယုံကလေးဖြူဝေးဟာသူတက်ရမယ့်အစည်းအဝေးတွေနောက်ကျနေမှာဆိုလို့ဓာကြီးကြည့်လိုက်တက်တက်သွားလိုက်နှုတ်ကလည်းမြေတွန်းတောက်တီးလိုက်လှုပ်နေတဲ့ စိတ်လှုပ်ရှားပိုးပင်နေပုံကိုဖတ်ရှုပြီးသူဘယ်လောက်လောတကြီးဖြစ်နေမလဲဆိုတာသင်ခံစားနေမိမှာပါအဲ့ဒီစိတ်ကူးရင်ဝိထုတွေကဆက်ကောင်တွေဟာတင့်ကိုခံစားချက်တွေပေးပြီးပြည့်စရာကောင်းတဲ့စိတ်ကူးရင်မဟုတ်တဲ့စာအုပ်တွေထက်သူတို့ကိုပိုးပြီးအမှတ်ရနေမိစေပါတယ်တခါတလေမှာတော့သူတို့ဟာတင့်အတွက်လက်တွေ့ဘဝမှာမှန်တကယ်တရှိနေတဲ့ဆက်ကောင်တွေတက်ရှိလူသားတွေတတ္တဝါတွေလို့ယူဆမိလာတတ်ပါတယ်တခါတလေတော့လည်းတင်နှစ်သက်ဆွဲလန်းမိတဲ့ဝိထုစာအုပ်တွေကဆက်ကောင်တွေဟာ တကယ်လက်တွေ့ဘဝပြင်ပလောကမှာမရှိဘူးဆိုတာကိုတဖက်ကသိရင်အောင်နာကတိတိကျကျသိနေပေမဲ့လည်းအခြားတစ်ဖက်မှာသူတို့ဟာပြင်ပလောကမှာသိရင်အမှန်တကယ်တွေ့မြင်နေရတဲ့လူတွေထက်ပိုပြီးသိရင်မှဉဏ်ထဲမှာအချိန်တော်တော်ကြာကြာတခါတလေနှစ်ပေါင်းများစွာချို့ဆိုရင်ဘဝတစ်လျှောက်လုံးဆွဲထင်ကြရင်နေတတ်ကြတယ်ဟုတ်ပါလားဘာသာရေးနဲ့တွေးခေါ်ပညာရှင် Saint Augustine ကျောင်းကိုဖတ်ပြခြင်းပါတယ်။သူက Augustine, Saint Augustine, Blessed Augustine, ်အော်ဂတ်စတီနိုဟစ်ပိုလို့လည်းသိကြပါတယ်။သူကလက်တင်စကားပြောဒွေးခွန်တဲ့ဘာသာရေးပညာရှင်ဖြစ်တယ်။အော်ဂတ်စတင်ကိုဘာသာမဲ့ဖခင်နဲ့ခရစ်ယာန်မိခင်တို့ကနေ AD 354ခုနှစ်မှာအယ်ဂျီးရီးယားအယ်ဂျီးရီးယားဆိုတာအဲထိုစီကတော့အာဖရိကမှာရှိတဲ့ရောမရဲ့ပိုင်နဲ့မှာမွေးဖားခဲ့ပါတယ်။398ခုနှစ်မှာတော့သူကခရီးယန်ဘပ်တစ်ဘာသာကိုကူးပြောင်းခဲ့ပြီးနောက်ပိုင်းမှာသူ့တွေးခေါ်ရခရီးယန်ဘာသာပေါ်မှာခြေခံခဲ့ပါတယ်။393နဲ့394ချားမှာတော့သူက The Gets မှာတရာဘာသာရိုက်ကိုတင်ကြခဲ့တယ်။ကျောင်းသားများရဲ့စိုးစိုးနဲ့ပြုမှုတွေကြောင့်ရောမကိုပြန်ပြီးကိုပိုင်ကျောင်းဖွင့်လှစ်ခဲ့ပါတယ်။သူ့ရံပိခင်ကသူ့ကိုအိမ်အောင်ပြုစေခြင်းတော့လည်းပဲနောက်ပိုင်းမှာသူကအိမ်ယာတီထောင်ခြင်းမပြုတဲ့ဖုံးတော်ကြီးပါကိုကူပြောင်းခဲ့တယ်။ Augustine ကိုပညာရေးသမိုင်းမှာရေးပါတဲ့ပုံကိုဒူးပြင်းမှတ်ယူထားကြတယ်။သူကကျောင်းသားတင်းမှာမျိုးစားသုံးမျိုးရှိရဲဆိုတဲ့အယူဆနဲ့ရင်းတို့ကိုမိခဲ့သူကိုင်းအတွက်တင်ကြားပေးတဲ့ဆိုတာကိုဖော်ထုတ်ခဲ့ပါတယ်။ဆရာများအတွက်ထိရောက်တဲ့တင်ကြားနည်းစနစ်တွေကိုလည်း တင်ပြခဲ့သူဖြစ်ပါတယ်။နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ကျွန်တော်တူတာပါ။